ဒီဘက်မှာအလုရှာတဲ့သူအနေနဲ့ဖြစ်နေတဲ့အခက်အခဲနှစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်၁ဒီအလုရဖို့အတွက်ခက်ခဲတဲ့သူတွေပေါ့နော်။နောက်နံပါတ်၂အချက်ဒီအလုရပြီးတဲ့အခါကျတော့အလုထွက်ချင်တဲ့သူတွေအတွက်ထွက်ရခက်တဲ့ပြဿနာပေါ့နော်။ဒီတော့ဒီနှစ်ခုဒီပြဿနာနှစ်ခုကိုကျွန်မအခုပြောပြပြောရမှာဖြစ်တယ်။ဒီအလု အလုံးရဖို့အတွက်ခက်ခဲတဲ့သူအနေနဲ့ကကြိုတင်ပြင်ဆင်ရမယ့်အချက်ဒီအားလုံးကိုကျွန်မအရှိဗီဒီယိုတွေမှာလည်းပြောခဲ့တယ်ကျွန်မတို့ရဲ့ကိုရှင်မှာလည်းအသေးစိတ်ကိုတင်ပေးတယ်ပေါ့နော်အဲ့တော့အလုံးထွက်ဖို့အတွက်ခက်ခဲကဘယ်လိုအခက်ခဲမျိုးလဲဆိုတော့ကျွန်မတို့ဒီအလုံးရပါဒီအလုံးထွက်ခြင်းဒီအဲ့တော့၃လပေါ့နော်ဟိုအလုံးအလုံးခန့်လိုက်ပြီဆိုရင်၃လဒီ provision color ဖြစ်ဒီဒီ provision ၃လထဲမှာအလုံးရှင်ကလည်းကိုယ်အလုံးထုတ်နိုင်တယ်ကိုကိုယ်တိုင်ကလည်းအလုံးထွက်လို့ရတယ်ပေါ့နော်ဒါပေမဲ့လို့ notice 1 month ပြီးပြီးတော့မှထွက်ရတာဖြစ်တယ်နောက်တစ်ခုဒီ6လ ပေါ့နော်6လ provision ကာလဒီ6လ provision ကာလထဲမှာကတော့ကိုကပြည့်သွားပြီဆိုရင်ကိုယ့်ရဲ့ performance နေငါကိုကိုအလုံးဆက်ခံဖို့အတွက်ကိုကြိုက်တယ်ပေါ့နော်နေငါတော့တို့တရဲ့ performance ငါကြိုက်တယ်နေငါ exam လည်းပဲပါညာဆိုပြီးအမှတ်တွေပေးပြီးတော့ဆောင်ရွက်လက်ပေးတယ်ကိုကိုအလုံးဆက်ခံတယ်ပေါ့နေဒီ permanent အလုံးဖြစ်သွားပြီပေါ့နော်ဒီမှာအဲ့ဒီလိုပုံစံမျိုးနဲ့ဆောင်ရွက်တွေလက်ပေးတယ်သူမကြိုက်ရင်တော့အဲ့ဒီအချိန်မှသူထုတ်ဦးမှာပေါ့နော်အဲ့ခါကျတော့ဒီ6လ probation ပြီးသွားတဲ့အခါကျရင်လည်းကိုကထွက်ရှင်ထွက်လို့ရတယ် notice 1 month ပေးပြီးတော့ထွက်လို့ရတယ်အဲ့ဒီတော့အဲ့ဒီလိုထွက်မှာလားအဲဒါအဲ့ဒီလိုလဲရိုးရိုးလေးထွက်လို့မရဘူးတချို့ကျတော့ဘုန်းထိုးထားတယ်ပေါ့နော် ော်တက်တနာရှိတယ်အကျွန်မတို့ဒီနှစ်နှစ်ဗီဇာကိုနှစ်နှစ်ဒီအလုပ်လုပ်မယ်ပြောထားပြီးတော့မှကျွန်မတို့ကဒီဘွန်းထဲမှာကမလုပ်ဘူးဆိုလို့ရှိရင်နှစ်နှစ်မပြည့်ရင်တထောင်ယူရမယ်6000ယူရမယ်စသဖြင့်ဘွန်းနေထိုးပြီးတော့ယော်ခိုင်းတယ်ဆိုလို့ရှိရင်မလုပ်ရမလဲဆိုတာမျိုးကိုကျွန်မတို့မှာဟိုဘွန်းထိုးပြီးတော့ဟိုအလုပ်ခန့်တဲ့သူတွေလည်းရှိတယ်ဒါဒီတို့မှနောက်ဆက်တွဲအကြံဉာဏ်ရှိလို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဘွန်းထိုးထားတဲ့အတွက်ကြောင့်မို့ဒီတယောက်ကိုအလုပ်မလုပ်ချင်အောင်ဂျားထဲမှာအကြောင်းကြောင်းကြောင်းအလုပ်ထွက် ချင်အောင်အမျိုးမျိုးလုပ်ပြီးတော့ဒီယော်ကြေးကိုပြန်တောင်းတာမျိုးလည်းဖြစ်မယ်ပြီးတဲ့အခါကျလို့ရှိရင်ဒါဖြစ်နိုင်တဲ့ဟာကိုပြောတာပေါ့နော်အဲ့ဒီလိုမျိုးယော်ကြေးပြန်တောင်းပြီးတော့လှုပ်ရှားနေတဲ့ company တွေလည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့ကိုဒီအဲ့ဒီမှာဘုံထိုးထားတယ်ဆိုတဲ့အတွက်ကြောင့်မို့ကိုကထွက်လို့မရဘူးကြောက်နေတဲ့သူတွေလည်းရှိတယ်အဲ့ဒီလူတွေအားလုံးအတွက်ကိုကျမတို့ဒီပေါ့နော်ဟိုတခြားနီးလန်းနေနဲ့ထွက်လို့ရတဲ့နီးတွေအများကြီးရှိပါတယ်ထွက်လို့ရအောင်လုပ်တဲ့နီးတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနီးတွေဒီအပြင်မှာပြောလို့လည်းမရတဲ့အတွက်ကြောင့်မို့ကျမ တို့ရဲ့ဒီ coach ထဲမှာတော့ကျင်းစီကိုအလုတ်ဘလို့ရှောက်တာအစားဘလို့ဆောင်ရွက်စားတဲ့အစားအသေးစိတ်ကိုပေါ့နော်အလုတ်ထွက်တာအစား coach ပေးနေတယ်ကျမတို့ရဲ့ဒီ coach မှာ လာပြီးတော့တက်တဲ့သူတွေကတော့ဒါတွေကိုသိတယ်ပေါ့နော်လာတက်ဖို့လာတက်တဲ့သူတွေအနေနဲ့ကလည်းဒီဟာတွေကိုသိတယ်ဒီဟာတွေကိုသိချင်တယ်ဆိုရင်တော့လည်းလာမေးလို့ရတယ်ပေါ့နော်လာတက်လို့ရတယ်အဲ့ခါကျတော့ဒါကတော့တက်တက်ပါဒါမဲ့လို့ကျမ line ပေါ်မှာပြောပြလို့ရသလောက်ပြောပြ ပြန်လေးတွေကိုယူပြီးတော့ဒီဗီဒီယိုလေးတွေအရှိဗီဒီယိုတွေကိုလေ့လာပြီးတော့ဒီကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ကြပါစေလို့ကျွန်မဟိုစုမုံကောင်တောင်းလိုက်တယ်